န်းနာမင်္ဂဟိစတာပါလာမယ်ဆိုရင်ဒါမီဒီယာကဘယ်လောက်ထိတင်စားထားလဲဆိုတော့ဒီပွဲကဆန်တာဘက်နှစ်ယောက်ရဲ့ဂူသွင်းအပြိုင်ပွဲလို့တောင်မှပြောကြတယ်နော်ဒါဗန်ဒီဗန်ရဲ့ကျွန်တော်ကာဗရီယမကဆေးရဲ့ဒီပွဲဒီလက်ရှိမှာတော့ဒါမင်္ဂဟိစကတော့မပါတော့ဘူးဆိုတော့အာဆင်နယ်အတွက်ကတော့နည်းနည်းလေးစိုးရိမ်ရရှိတယ်အာဆင်နယ်ကဒီဟာဒီမှာသူအသင်းရဲ့ဒီရထားတဲ့အတွင်းကုန်ကြီးကြည့်လိုက်တော့ဒါစက်ပီကနေကိုကိုလောက်ကြီးရတာအဲ့ကိုကိုထဲမှာမှာဂရာဗီယယ်ရဲ့ပုံဝင်ပတ်သက်မှုကတော်တော်လေးကြီးမားတယ်ဒါစပါရဲ့တိုက်စစ်နဲ့ပတ်သက်ရင်တော့ ဒီပွဲမှာဒါကုတူးဆက်မပါနိုင်ဘူးဆိုတော့ဒီစပစ်စီကနေ cross တွေကနေပေါ့နော်ကိုးရဖို့ဆိုတော့သူတို့လည်းပလေးကနေရဖို့ကတော်တော်လေးကြုံကန်နိုင်တယ်ဆိုကာဟာပြည်သက်များအားလုံးပဲမင်္ဂလာပါဒီနေ့စီစဉ်လေးကိုတော့ 1H ဘက်ကနေအဓိကကူညီပံ့ပိုးပေးတာပါတယ်ပိတ်သက်တွေတဲကဘောလုံးနဲ့အားကစားနည်းတွေကိုရင်ခုန်ခြင်းနဲ့မိတ်ဆွေတွေအတွက်ထူးခြားတဲ့ဈေးကွက်အဆုံးလင်းအော့အကန့်အသတ်မရှိတဲ့မောင်းတွဲတွေနဲ့ပိုမိုစိတ်လှုပ်ရှားခြင်းနဲ့ဆိုရင်တော့ 1H ဘက်ကိုဒေါင်းလုပ်ရယူပြီး promo code 1 soccer house နဲ့အတူအကောင့်ဖွင့်ဆော့ကစားနိုင်ပါတယ် ပထမဆုံးသွင်းွေအတွက်အများဆုံးဒေါ်လာ130နဲ့ညီများတဲ့မြန်မာငွေကိုစုလက်ဆောင်ရယူနိုင်တဲ့အစီအစဉ်ရှိကြောင်းကိုလည်းတီးပေးလိုက်ပါသည်။ Cyber Gain နဲ့အခြားအားကစားနည်းတွေအပြင်အခါအလျော်စွာရှိနေတဲ့ promotion တွေကနေစုကြီးတွေကန်ထုတ်နိုင်တဲ့အကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ promo code ကိုလည်းယခုဗီဒီယိုရဲ့ comment box မှာပြန်လည်တည်ရှိနိုင်ပါတယ်ဗျာ။စကောပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာဒီတစ်ပတ် Premier League ပွဲစဉ်တွေထဲမှာတကယ်ကိုစိတ်ဝင်စားစရာပွဲကောင်းတစ်ပွဲဖြစ်တဲ့ Arsenal နဲ့ Tottenham Hotspur ရဲ့ လန်ဒန်မြောက်ပိုင်းဒါဘီပွဲစဉ်ကိုသုံးသပ်တင်ဆက်ပေးဖို့ရှိပါတယ်ဒီစီဇန်မှာတော့ကျွန်တော်နဲ့တူကုဆိုးကြီးရဲ့အိုဝင်ရန်နေပြီးမှသုံးသပ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာအိုဝင်ရောကုဆိုးကြီးရောမင်္ဂလာပါမင်္ဂလာပါဒီပွဲလေးကတော့ဒါတနင်္ဂနွေနေ့ပွဲစဉ်ထဲမှာတကယ်လို့လည်းစိတ်ဝင်စားစရာကောင်းတယ်ဒီအမဘေးစရာထိပ်ပိုင်းကိုလည်းအများကြီးဒါဘယ်လိုပြောမလဲအချိုးတရောက်မှုရှိနိုင်တယ်ပွဲပွဲပေါ့နော်အထူးပြည့်ကြည့်ရမှာအာဆင်နယ်ဖြစ်မယ်ထင်ပါတယ်အာဆင်နယ်ကဒီနိုဝင်ဘာလနိုင်ငံတကာပွဲထဲမှာလည်းဒီအဓိကဒါကစားမတချို့လွတ်ထားတယ်ပေါ့ဒီတကြတော့ဒါကာပီယမန်ကာဟေးစ်ကတော့ဒီပွဲကိုလုံးဝ ပါပါလားဟုတ်ဒါမှငါဟိစ်ကဒီအာဆင်နယ်ရဲ့ခံစစ်မှာဆိုရင်တကယ်ကိုအရေးပါဆုံးကစားသမားခံစစ်တင်မကောက်ဘူးလားတိုက်စစ်ပေါ့လေတကယ်တော့မန်ဂါဟိစ်တာပါလာမယ်ဆိုရင်ဒါမီဒီယာကဘယ်လောက်ထိတင်စားထားလဲဆိုတော့ဒီဘွဲကဒီဆန်တာဘက်နှစ်ယောက်ရဲ့ဂူသွင်းအပြိုင်ပွဲလို့တောင်မှကြည့်ရအောင်နော်ဒါဗန်ဒီဗန်ရဲ့ကျွန်တော်ကာဗရီယမန်ကဆေးရဒီပို့ဒီလက်ရှိမှာတော့ဒါမန်ဂါကြီးစကတော့မပါတော့ဘူးဆိုတော့အာဆင်နယ်အတွက်ကတော့နည်းနည်းလေးစိုးရိမ်ရရှိတယ်ဒီပွဲပေါ်ဒါအဝင်းရဲ့အမြင်လေးစပြောမှညီသုံးသပ်ပြပေါ့ ပြိတ္တတွေကတော့ဒီစောင်းဝင်ပြီဆိုနည်းနည်းစိုးရိမ်နေတာပေါ့လေအခုလောလောဆယ်တော့ဒဏ်ရာပြဿနာကြီးလည်းများနေပေါ့နည်းနည်းလေးလေသူတို့စိုးရိမ်စိုးရိမ်ကျင်စရာကောင်းနေတဲ့အခြေအနေပေါ့လေဒါပေမဲ့ Arsenal squad တက်ကိုကြည့်ပြင်တော့လည်းအဲ့လောက်ထိစိုးရိမ်ကြတော့မရှိဘူးလုံးဝပုံမပြတ်ဘူးဒါပြီးခဲ့တဲ့ရာသီအထက်ဒီရာသီမှာပို့ပြီးတော့တည်ငြိမ်မှုလည်းအကောင်းနေတယ် squad တက်အရာလည်းတော်တော်လေးလည်းအကောင်းနေပေါ့လေဒါပေမဲ့ကိုကောနာပြောလို့ပဲဒီ gravity မပါတဲ့ impact ကတော့တော်တော်ကြီးရယ်ဗျဟောတကယ်တော့ Arsenal က ရာဒီမှာသူတို့အသင်းရဲ့ဒီရထားတဲ့အတွင်းကုန်ကိုကြည့်လိုက်တော့ဒါစက်ပြီးကနေကိုကိုလောက်ကြီးရတာအဲ့ကိုကိုထဲမှာမှ gravity ရဲ့ပုံဝင်ပတ်သက်မှုကတော်တော်လေးကြီးမားတယ်လေကြီးမားရဲ့ဆိုတော့ဟိုသူကဒီခံစစ်တယ်မဟုတ်ဘူးသူကဒီတိုက်ဆက်အတွက်လည်းအခုခုနပြောလို့ပဲတော်တော်လေးအေးပါနေပေါ့အခုအခုဆိုဒီရာဒီမှာဆိုဒါသူတို့သူတို့ရဲ့ဒီဟိုအာဆင်နယ်ရဲ့ခံစစ်အတွက်ဖြစ်တဲ့ဒါ sleeper ကအကောင်းဆုံးပုံစံမရတဲ့အချိန်မှာဒီရာဒီမှာအသင်းရဲ့ခံစစ်ပိုင်းဦးဆောင်ရ gravity ဖြစ်နေတာအဲ့တော့ gravity ကတော်တော်လေးသူမပါလာကြီးကအာဆင်နယ်အတွက် တော်တော်လေးဟိုမှာ ကောင်းခဲ့စရာပေါ့လေတကယ်တော့ဟိုလူစင်းရကြည့်လိုက်ဆိုတော့ဘာမှမဖြစ်ဘူးသူ့နေရာမှာဒါဟိုလေဘာကုန်စင်းရဝယ်ထားတဲ့ဟိုတော့ပြန်ပြန်ဟင်ကပင်းခင်းလည်းကစားလို့ရနောက်ပြီးမော့စကွီးရနဲ့ဆလီဘာနဲ့လည်းတွဲလို့ရဒါပေမဲ့ကိစ္စတော့မရှိဘူးဒါပေမဲ့ခုနကျွန်တော်ပြောလိုပဲဒီတိုက်ဆက်အတွက်ဒီကိုကဒီကစားကွက်စတင်တဲ့နေရာမှာဂါဘီရဲ့မကားဟီးနေရာမှာအစားဖို့တော့ခက်ခဲတယ်ဒီယာဒီမာကအစင်းနဲ့ကသူ့ရဲ့ဒီဘောကကူလေးတွေဟိုဟာကျွန်တော်ဒီဆန်နာလိုင်းလိုက်ပွဲမှာဆိုဒါဖိုင်နယ်တာထိဒါတိုင်မဲ့ဖိုင်နယ်တာထိဒါတက်ပြီးတော့ကစားတဲ့အချိန်မှာဒီဂါဘီရဲ့မကားဟီးတို့ရဲ့ဒီပေါင်ပတ်သက်မှုကတော်တော်ကြီးမားတယ်သူစီကဒါဒီ ဘယ်ချိန်အတန်တဲ့ကစားသမား SCB နေရာမှာကစားမယ်ဆိုရင်ဒါသူ့ရဲ့သူ့စီရအကောင်းဆုံးဒါ initial ဟာ initial pass တင်တော့ပြောတော့နောက်ပြီးတော့ဟောပေါ့ဘယ်လိုပြောမလဲ in capacity ပေါ့တကယ်ကတကယ်ကသူ့နေရာမှာညာအတန်ကစားသမားတယောက်ကကစားမယ်ဆိုရင်ဒါဟိုဟိုတီဟာပစံလမ်းကြောင်းညာခမန်းရအရန်လွယ်သွားမှာပေါ့အဲ့တော့ဂါဘီယံမပါတာကဒီအာတီတာတွတ်တော့တော်တော်လေးတော့စိုးရိမ်စရာတော့ကောင်းတယ်ပေါ့ဒါပေမဲ့ဟိုတခုရှိတာကဟိုဒီလိုပြောလို့လေအစနဲ့ကျွန်တော်ကဟိုဘယ်လိုပြောမလဲဒီရလက်ဒီဟို ဟိုစိုးရွားသွားမယ်ဆိုတော့ဟိုဟာပြောတော့ပြောတာမဟုတ်ဘူးဟိုပြောပြောတာမဟုတ်ဘူးပေါ့လေဒါပေမဲ့တခုရှိတာကအာဆင်နယ်ဟိုတဲ့တစ်ဖက်ကစပါးကပြန်ပြီးတော့ဂိုးသွင်းမော်လေဒါတော်တော်လေးခက်နေပြန်အောင်ပေါ့လေအဲ့တော့အဲလက်ရှိမှာဒီဟာဒီအာတီတာရဲ့အသင်းကိုတော်တော်လေးသဘောကျတယ်ကြိုက်လဲကြိုက်တယ်ဒါပေမဲ့တခုရှိတာကအာဆင်နယ်တိုက်စစ်ပိုင်းကိုဒီမှာနည်းနည်းလေးတော့အားရမှုမရှိဘူးဒီကိုကဒီချန်ပီယံအတွက်ကိုကိုကဥတည်နေတယ်ဆိုလို့ရှိရင်ဒါချိမ့်ချောင်းမယ်ဆိုလို့ရှိရင်တိုက်စစ်ပိုင်းကပို့ပြီးတော့ဟို open play တွေကနေဂိုးရရင်ဟိုတော့ဒီတပ်ပွဲအားကောင်းမှုလူတယ်ပေါ့အခုလက်ရှိမှာက အာဆင်နယ်က open player အနေရတဲ့ကိုတွင်းကငါးကိုးလားပဲရှိတယ်။အဲ့အပြင်ကမှဒီ open player အနေဒါ expected goal တွေ chance creation တွေတော်တော်အားနေတာကြောင့်သွားတွေ့ရတယ်။အဲ့တော့ run စီလိုက်မယ်ဆိုအဲ့အပိုင်းဒီမှာအာဆင်နယ် assist 16 17လောက်ပေါ့။ဟိုသွားရှိနေပါဘောလေ။အဲ့တော့အဲ့တစ်ချက်လေးဒါဒီဟိုအာဒီတာပြင်နိုင်မယ်ဆိုတော့အာဆင်ဒီထက်ပိုပြီးအားကောင်းလာမယ်လို့ထင်တယ်။ဒါပေမဲ့ဒီဟိုလန်ဒန်ဒါဘီမှာတော့ Emery မှာလည်းဖြစ်တယ်။ဒါပေမဲ့ဟိုကာဗီယဲမပါတဲ့တစ်ချက်လောက်ပဲအာဆင်နယ်ကပြောစရာရှိရဲ့ကျန်တဲ့ဟာတော့အာဆင်နယ်ကတော့ဒီတိုင်းပဲကောင်းနေစေဘယ်လိုမျိုးကျွန်တော်မြင်နေကြ။ ဒါတေချာတို့ကတော့အစင်နယ်အတွက်ကကျွန်တော်ဒီပွဲချက်တွေပေါ့လေဆက်တိုက်မကစားခင် ကာလမှာရလကောင်းယူဖို့တခုတော့လိုတယ်ရလကောင်းယူဖို့တခုလိုတယ်ဆိုတာဒီအဓိကသူတို့ချင်းချောက်နေတဲ့ဒီဒီစီမှာပွဲချက်ကာလရဝင်ခံပြီးဆိုရင်အမဆိုရှယ်မှုတွေများတယ်ဆိုတော့ဒီဘယ်လိုပြောမလဲဒီ scenario ကြီးကိုကြော်လွားဖို့အတွက်ကတော့တေချာပေါ့ရမှတ်ယူဖို့လိုနောက်တစ်ခုကကျတော့ဒါအဝင်ပြောရချက်ပေါ့နော် Gabriel မပါရင်မပါတဲ့အချိန်လေးတခုမှလည်းဒါအစင်းနဲ့ကြော်ဖြတ်ခဲ့တဲ့ကာလရှိပါတယ်။အဲယုံကြည်မှုမျိုးပြန်ပြီးတော့မှတိဆောက်ဖို့အတွက်လည်းဒီရာချက်တခုရလာကောင်းဖို့လိုတယ်။ပြီးခဲ့တဲ့ညရာဒီက ဒါဒီနှစ်သိန်းပေါ့လေတောမဖရန့်စ်ကင်တွေတဲ့ဒါတော်တင်ဟော့စ်ဘာနဲ့အာဆင်နယ်တို့ခြေဆောင်ပွဲပဲစားတယ်အဲ့ဘက်မှာတော့ဒါတော်တင်ဟော့စ်ဘာ1-0နဲ့နိုင်တယ်ပေါ့လေပြဿနာကကျွန်တော်တို့လက်ရှိဒီတော်တင်ဟော့စ်ဘာရဲ့စုဖွဲ့မှုကကြတော့ အဲ့လိုထိခံစစ်ကမကောင်းဘူးเนาะဒါပယ်နေညာရောက်လာတဲ့အတွက်ဒီကွင်းလယ်မှာဒါ destroyer တယောက်ရောက်လာတဲ့သူ့ဆီကနေတကယ်ကိုအားကောင်းတဲ့ tackling နေ interception နေမြင်ရတယ်ဆိုပေမဲ့ Tottenham Hotspur ကပြိုင်ဘက်ဒီနဲ့ဒီတွေးတဲ့ဒီပြီးခဲ့ဒီဘက်နောက်ပိုင်းမို့လေဒီနောက်ပိုင်းပွဲစဉ်တွေမှာဆိုဥမာ Manchester United ပွဲပဲကြီးကြီးဒါ Chelsea နဲ့ပွဲပဲကြီးကြီးတော်တော်ကြီးကိုဘယ်လိုပြိုင်ဘက်ကိုဂိုးသွင်းဝင်ပေးရတဲ့နှုန်းကတော်တော်ကြီးကိုများတယ် Ficario ကောင်းလို့ဒါတချို့ဒါဂိုးတွေဆိုမပေးရတာလေးတွေ့ရဆိုတော့ဒီ Tottenham Hotspur ရဲ့အခြေအနေလေးလဲဒါကိုဆိုပြီးဘယ်လိုမြင်လဲမသိဘူးဗျာ တော်တင်ဟော့စပါကလက်ရှိခန်းစစ်ကတော့တော်တော်လေးပြန်ပြီးတော့ဟိုဗန်ဒီဗန်ရောရိုမေရိုရောပြန်ပါလာပြီဆိုတာပုံမှန်အဖြစ်တော့ဥဆောင်နိုင်စွမ်းမြင့်တဲ့ဒီကစားသမားနှစ်ယောက်တွဲလာပြီပေါ့နော်ဒါပေမဲ့ကျန်တဲ့နေရာအလိုက်ကြည့်လိုက်ရင်ဒဏ်ရာပဿနာတော်တော်ကိုကြီးတယ်ဒီချက်ကလည်းသူတို့ရက်လက်ပိုင်းနေပေါ့နော်အများကြီးဒီမတည်ငြိမ်တဲ့အပိုင်းတွေမှာလည်းဒါတွေပထမတော့မှဒါစပါရဲ့ဒီဟာဒီရက်လက်တွေကအရင်ဆိုးတဲ့မှာမပါဘူးရမ၁၈မှတ်လောက်ရထားတယ်အမှတ်ပေးချက်အဆင့်၅လောက်မှရှိနေသေးတယ်တော်မတ်ဖရန့်လောက်မှအရင်ဆိုးတဲ့မှာမပါဘူးလူသားဆိုရင်ဒီထက်တော့ ူကပိုကောင်းနိုင်တဲ့အနေအထားမှာရှိတယ်။ဒီနေ့မှလည်းကျွန်တော်စပါးကတော့ထက်တိုးလာတဲ့ဒဏ်ရာပြဿနာမဟုတ်ဘူးပဲ။အရင်တည်းကဒဏ်ရာကြောင့်ကူလူဆက်စကီတို့မက်ဒီဆင်တို့ဆိုလန်ဂီတို့ဒါအဓိကစားသမားတွေထဲမှာဆိုရင်ကူလူဆိုရဲမတည်ကြဘူး။ဒါလူငယ်စားသမားလူကဗာဘောလည်းမတည်ကြဘူး။ဘစ်ဆူမားလည်းမပါဘူး။ဒါတခြားအရင်တည်းကျွန်တော်ထက်မပြောသေးဘူး။လူကတော့မစုံဘူးနော်။ဒီအချက်ကိုကျွန်တော်ကြည့်ရမယ်။ဝဲလက်မှာတော့အခုပြောသလိုပဲဘာလညာရဲ့ဗန်တန်ကာရဲ့ပပိစားရဲ့၃ယောက်တွဲလိုက်မယ်ဆိုရင်သူကွင်းလေကလည်းအထိုက်လျောက်မစိုးဘူးတိုက်စစ်မှာတော့လောလောဆယ်မှာဒါ ဒီအဓိကဒီတိုက်စစ်မှုတွေမရှိနေမှာကစားနေတယ်။မူအားနေလေပေါဖို့မသေးကြဘူး။တိုက်စစ်ပြဿနာနဲ့တော်တော်လေးကျင်းဆိုင်နေရတဲ့အနေအထားမှာရှိတယ်။လူမဆုံတဲ့ပြဿနာစပါအတွက်စိုးရိမ်စရာပဲ။နောက်တစ်ချက်ကတော့အာဆင်နယ်ကွင်းမှာသွားကစားရမယ့်စပါအတွက်ကသူတို့မှာတကယ်ဟိုပုံရိပ်ဆိုးကြီးရှိနေပါတော့။အာဆင်နယ်ကွင်းမှာ2010တဲကသူတို့မနိုင်တာဆိုတော့15နှစ်လောက်ရှိနေပြီ။အာဆင်နယ်ကလည်းသူ့အိမ်ကွင်းမှာဆိုရင်နှစ်ပေါင်း32နှစ်အတွင်းမှာအဲ့တပွဲလားပဲရှုံးတာ။အဲ့2010မှာ32နဲ့အိမ်ကွင်းရှုံးတဲ့တပွဲပဲရှုံးနေတာဆိုတော့ဟိုလျှောက်လန်တန်တာပြီးအခါတိဆုံးပြိုင်ဘက်ဆိုရင်အာဆင်နယ်ကသူ့အိမ်ကွင်းမှာတော့ ါတော်တော်လေးကိုအသာရထားတွေ့ရတယ်အခုဒီပွဲကအမှန်တကယ်ဆိုရင်ဗျာဒီမြောက်လန်ဒန်ဒါဘီရဲ့ဘလောက်ထိကန်ဆယ်မှုပြင်းထန်လဲဆိုတဲ့ဟာကိုကျွန်တော်တို့ပြောရမယ့်အစားမှာဂါဘရီယယ်ဒန်ယာပြဿနာကြုံသွားတဲ့အခြေအနေရဲ့ဒီ international break မတိုင်ခင်မှာအာဆင်နယ်အမှတ်ရော့သွားတဲ့အခြေအနေကြောင့်ခေါင်းစဉ်ကပြောင်းသွားတယ်ပေါ့နော်အာဆင်နယ်ဒီစောင်းဝင်လာရလက်ဒီဆိုးတော့မှလာသူတို့ရဲ့ trauma တွေကိုလူတွေကထောက်ပြကြကြဆိုရင်ကျွန်တော်တော့မထင်တော့အဲ့လောက်ကြီးတော့စိုးစိုးဝါးဝါဖြစ်သွားလိမ့်မယ်လို့တော့ကျွန်တော်မထင်ဘူးနော်ဂါဘရီယယ် impact ကြီးတာတော့မှန်ပါတယ်ဂါဘရီယယ်ပါတဲ့ပွဲနဲ့ဂါဘရီယယ်မပါတဲ့ပွဲမှာနိုင်ပွဲရခိုင်တော့ကအင်ပတန်กว่าတယ်ဂါဘရီယယ် ကစားတဲ့ပွဲတွေမှာဆိုအာဆနယ်ရဲ့ပရီးမီးယားလိမှတ်တမ်းက43ရာခိုင်နှုန်းလောက်နိုင်ပွဲရပြီသူမပါတဲ့ပွဲတွေမှာဆိုနိုင်ပွဲရခိုင်နှုန်းက40ရာခိုင်လောက်အမ် sorry ဂါဘရီယယ်ပါတဲ့ပွဲတွေမှာဆိုရင်64ရာခိုင်နှုန်းအထိနိုင်ပွဲရခိုင်နှုန်းမြင့်တယ်သူမပါရင်40ခိုင်လောက်ပဲရှိတယ်တော်တော်ကြီးကိုကွာခြားတယ်ပြီးတော့အဲသူကအသင်းရဲ့တကယ် leadership ဇာတ်မှာအသင်းရဲ့ခန်းစစ်ကိုမောင်းနေမယ် set piece တွေကနေအသင်းရဲ့တိုက်စစ်ကိုဂိုးတွေရအောင်သူကကူညီမယ်ဒီလိုမျိုးဆိုတော့ဒီမောင်းနေအောင်တခြားအပိုင်းတွေပါပါအာဆင်နယ်ညော့သွားပြီဆိုဒီချက်ကဘယ်လောက်ထိအာဆင်နယ်အတွက်ထိုးနှက်မှုဖြစ်လာမလဲဆိုတော့ကြည့်ရအောင် ဒါပေါ့နှစ်သင်းတော့ကတော့ဒီတေကန်ဖို့တွေတော်တော်လေးကောင်းတော့ပေါ့ကျွန်တော်ဒါဒီရာသီမှာထူးခြားကြပါပဲပရီးမီးယားလိအသင်းတွေမှာဆိုလန်ဒန်ထိပ်သီး၃သင်းပေါ့အာဆင်နယ်ရဲ့ချယ်လ်ဆီရဲ့တော်တန်ဟော့စ်ပါဒီ၃သင်းကဒါတေကန်ဖို့တွေကနေကိုးရတဲ့ပိုင်းဆိုတော်တော်ကြီးကိုအားကောင်းနေရဆိုဒီပွဲမှာလည်းတေကန်ဖို့တွေကနေတစ်စင်ကြည့်ရောက်ရှိရဒါပေမဲ့တခုရှိတာကတော်တန်ဟော့စ်ပါကြောင့်ဒီ service defender ပိုင်းအရန်ကိုအားကောင်းတယ်ဒီရာသီပရီးမီးယားလိမှာဆိုရင် service ကနေပေးရတဲ့အတွင်းကနှစ်ကိုးပဲပေါ့နော်ဒါပေမဲ့လည်းမပါ service ကနေပေးရတယ်ကွာနှစ်ကိုးပဲပေးရဆိုဒီအချိန်ဒီတခုမှာအာဆင်နယ်ကသူတို့အားတာတဲ့ ဒီဘယ်လိုပြောဆက်ပလီတဲ့စာရင် open play ကနေတစ်စက်ထူးနှက်ဖို့အတွက်ပေါ့နော်ဒါပြင်ဆင်လာမယ်ပြင်ဆင်လာတဲ့နေလို့တော့ထင်တော့ဆန္ဒနဲ့ပွဲမှာတော့သူအမှတ်ဆုံးရှုံးခဲ့တာမှန်တယ်ဒါပေမဲ့ဒီအပြုသဘောဆောင်တဲ့အချက်အနေနဲ့ကြည့်မယ်ဆိုအာဆင်နယ်ရဲ့တိုက်စစ်ကတင်းရင်တင်းလောက်တည်းကတော့ပြိုင်ဘက်ကိုကောင်းကောင်းချင်းချောင်းနိုင်တော့တွေ့ရဦးမှာဆန္ဒလန်ကိုဒါငကိုးစီတီကြားခဲ့တဲ့အခြေအနေတခုမှာနောက်ဆုံးမိနစ်မှာဆိုရင်ကလာဖီယိုရီခေါင်းထွက်ချတယ်မီနီနိုပိတ်လိုက်တယ်ဆိုတော့ဒီ chance တစ်ချိန်လောက်ကတော့လုံးဝဟိုဘယ်လိုပြောမလဲ HG value မြင့်တဲ့ဒီ chance တစ်ချိန်လောက်ကတော့သူကောင်းကောင်းချက်ချင်းလုံနိုင်တယ်ဆိုတော့အာဆင်နယ်ရဲ့တိုက်စစ်ကတော့တင်းရင်တင်းလောက်တော့သွားနိုင်တဲ့အနေဒါနောက်တစ်ခုကတော့ ဒီဒဏ်ရကစားသမားတွေဒါပြန်ပြောမှတက်တာလာမယ်အနေထားပေါ့လေဒါလက်ရှိလောလောဆယ်တည်ထားတဲ့အခြေအနေတခုကတော့ဒါကာဘရီယယ်ဂျူဆူဒေါက်တာယော့ဂရက်စ်တို့မာတင်နယ်လီတို့နောက်တဲ့ဗာလဲမာတူအေကေတို့ဒီကစားသမားတွေတဲကအနည်းဆုံးတော့တယောက်နှစ်ယောက်လောက်တော့ပြန်ပါလာမယ်လို့တော့ထင်တာပေါ့လေဒီတော့အာဆင်နယ်ရဲ့တိုက်စစ်ကဒီတော်တင်ဟော့စ်ဘားနယ်ပွဲမှာဘလို့ပုံစံမျိုးနဲ့ဒါပြန်ဘက်ကိုထိုးနှက်ဖို့ပြင်ဆင်လာမယ်လို့ဥပမာထင်လိုက်မြင်ဟုတ်ကဲ့ပါတကယ်တော့ဒီအာဆင်နယ်ကတော့ပြီးပြီးခဲ့တဲ့ရှစ်ပွဲတွေမှာပေါ့လေတကယ်လို့သူတို့ဒီ open play ကနေရုံးကန်နေရတဲ့အချိန်မျိုးမှာ ဟိုတန်ကောင်းသွားနေပဲဒါစပီယာနဲ့ကိုရီးယားနဲ့တောင်ကမော်ရီးယားကိုရီးယားနဲ့ဟိုလက်ရှိမှာဒါဟိုတောမဖရန့်ဆိုတာလည်းသူကပေးမရလိမ့်မှာဒါစပီနဲ့ပတ်သက်ရင်ဒါဟိုတော်တော်လေးကိုစီးဆင်းကြတယ်နီးပြပေါ့စီးဆင်းကြပဲနီးပြဆိုတော့ဒီဘက်ကတော့သူတင်ချလေးပြင်ဆင်လာမှာပဲအဲအဲ့အပြင်မှာဒါတောမဖရန့်ကအသင်းနဲ့တွေ့ရင်သူကြောက်ဘူးဟိုသူကောင်းကောင်းကြီးဟိုရင်ဆိုင်ချက်တယ်ပေါ့လေအဲ့တော့သိချင်တော့ဒါအာဆင်နယ်ကပြီးခဲ့တဲ့ဒီစပါးနဲ့တွေ့ရဲ့ပွဲကြီးမှာပြန်ကြည့်လိုက်လို့ဆိုရင်ဒါပြီးခဲ့တဲ့ရာသီကပဲပြန်ကြည့်လိုက်တာအန်ချ်လက်ထက်ပေါ့အန်ချ်လက်ထက်ဆိုတာလုံးဝ အဟိုဟာအန်ချကလက်ထက်ကစပါနဲ့တောမက်ဖရန်လက်ထက်ကစပါနဲ့လုံးဝမတူတောမက်ဖရန်လက်ထက်ကကြဆိုဟိုစပါကြောင့်ဒါခန်စစ်ကိုဒါဟိုအရန်ကိုစုစုစည်းစည်းနဲ့သူစနစ်တကျတိဆောက်တယ်တချို့ချိန်တွေမှာဒါဟို541လောက်နဲ့သူအကောင်းဆုံးဖိထားတယ်ဗောလေဟိုဟာခံခံထားတယ်ဗောအဲ့တော့ဟိုဆိုလိုချင်တာကဒီအာဆင်နယ်ကလက်ရှိမှာဒါဥပန်ပလင်းရနေဂိုးရောက်တော်လေးရုံးကန်နေရတယ်အဲ့ဒီရုံးကန်နေရတဲ့အပိုင်းကိုသူဒီပွဲမှာဘယ်လိုပြင်ဆင်လာမလဲတကယ်တော့ဒီပွဲမှာ ကျွန်တော်ကဟို graphic ရေပါပါမပါပါအစနေကဘာမှတော့မဖြစ်သွားပါမယ်။တီချာတော့ color fill ပါဖို့အရေးကြီးတယ်။ color fill ပါမယ်တော့သူ့ရဲ့ဒီဟိုဒီ background တိုက်စစ်ကဟိုနည်းနည်းလေးတော့အသက်ဝင်လာမျိုးကျွန်တော်ထင်တယ်။အဲ့ဒီတော့ဒီဂျားထဲမှာဒါကွင်းလေကစားသမားနှစ်ယောက်ဖြစ်တဲ့ဒါ Dick Grant Wright နဲ့ a0 ရဲ့သူတို့ရဲ့ဘယ်လိုပြောလဲဟိုပြိုင်ဘက်ရဲ့ဒီ line တွေကိုချဲထုတ်တာတွေပါတယ်သူတို့ကအဓိကခရာကြသွားနိုင်တယ်ဆိုတော့ဟိုနောက်ပြီးတော့ဟို gravity ရဲ့ဂျေဆုကတော့ဒီဘက်မှာကြာတော့ဟိုလေ့ကျင့်ကွင်းကပုံကြီးတွေကိုကြည့်လိုက်တော့သူနည်းနည်းလေးလုံးဝအရှင်းပြောက်တယ်တော့ကျွန်တော်မြင်ရတယ်ဗောလေအဲ့တော့ ်သူပါလို့ရှိရင်တော့ဒီလူပုတ်ထားတဲ့ဒီခန်းစင်ကစားသမားရပို့ပြီးတော့အလုရှုံမယ်လို့ကျွန်တော်မြင်တယ်တကယ်တော့ဟိုယော့ဂရက်ကဟိုဒိုင်ယာနေနည်းပြန်တက်တက်လာမယ်ဒီဘက်မှာဒါ recovery တိုင်းရတာပါခြင်းမှလည်းပါအောင်မှာအဲ့တော့ဒီအနေထားမှာဒါဟိုတိုက်စစ်အခင်းကြီးကိုအာတီတာအနေနဲ့ဒါဘယ်လိုသုံးပါလဲတေချာတာတော့ဒီပွဲမှာတော့စာကာတို့ဒီတစ်ဖက်နောက်ပိုင်းကိုအလုရှုံစင်မဲ့တဲ့ S0 တို့ဒီ Grand Rock ရဲ့ဒီသူတို့ရဲ့ဟို movement တွေကပို့ပြီးအရေးကြီးမယ်လို့တော့ကျွန်တော်ထင်တယ်အဲ့တော့တကယ်လို့ဒါအာဆင်နယ်ကမိနစ်60လောက်ထိမှဂိုးမရအောင်ဆိုရင်ဒါအာဆင်နယ်အတွက်လုံးဝရည်ကြီးသွားပြီအဲ့တော့ဟိုအဲ့ သူကဂိုးစိုးစိုးရောက်လို့လည်းလူတယ်ပေါ့လေအဲ့တော့ဘလို့ပြင်ဆင်လာအောင်လို့တေချာလာတော့အဲအခုခုနပြောလို့ open play ကနေဂိုးရောက်ပေါ့အရင်အရေးကြီးတယ်တေချာလာတော့ဒီစပါးကလည်းဒါဆက်ပြီး defend နေမှာတော်တော်အားကောင်းတဲ့အသင်းဆိုတော့အတီတာတွဲကောက်ဒီပွဲကတော့ဟိုမြောက်လန်တာပဲလေဖြစ်တယ်အဲ့အတွက်စပါးကိုလည်းဟိုလို့ short တော့မတွဲစီချင်းဘာလို့ဆိုတော့ဟိုတခြားပွဲတွေမှာဘလောက်ကြီးပဲအချိန်ကြီးဆုံးနေတယ်ဒါဒါဘီပွဲဖြစ်တဲ့အတွက်သူတို့ဘက်ကလည်းဒါဟိုဟိုဘလို့ပြောလွယ်လွယ်လဲတော့လက်မြောက်မှာတော့မဟုတ်ဘူးအဲ့အတွက်အတီတာအနေအတီတာအတွက်ကတော့ဒီပွဲမှာ open play ကနေဂိုးရောက်ပို့အမှန်တမ်းအရေးကြီးတယ်ဂိုးစောစောရောက်လို့လေအရေးကြီးအဲ့ဒါဆိုတော့ Arsenal အတွက်အချိန်ကြီးကောင်းမယ်လို့ကျွန်တော်ယူဆတယ် ဟိုကိုမြင်တော့တော့ဗောလေဒီဘယ်လိုပြောမလဲစပါရဲ့ကန်ဆယ်လိုင်းကအရင်ကြီးမြင်တဲ့ထက်မှာတော့ဟုတ်ပါပါဟုတ်ကဲ့ဒါပြီးခဲ့တဲ့ရာသီကတော့ပေါ်စတိုဂလူးနဲ့တူတော့ကန်ဆယ်လိုင်းမြင်ဒါမြင်တယ်ဒါမြင်တဲ့အချိန်လေးတခုကတော့ဒါပေမဲ့ကန်ဆယ်လိုင်းနေသည့်တိုင်အောင်ဒီတော်ရင်ဟော့စပါရဲ့ဖူဘက်တီနောက်ကျော်ဗောနော်ပေါ်ရိုတို့ဟုတ်တယ်ဒီဥဒိုကီဆိုဥဒိုဥဒိုကီမပါလဲစပန်ဘောချက်စပန်တို့ရဲ့ဒီအနောက်တီမှာဒီနေရာလုကအမြဲတမ်းအမြဲတမ်းဖြစ်တတ်တဲ့ဟာမျိုးလေးရှိတယ်။နောက်တစ်ခုကကျတော့ဒီရိုမေရိုတို့ဖန်ဒီဗန်တို့ကလည်းမကြာခဏဆိုတော့တက်တော့တက်သွားလိုက်တယ်။သူကဇုံလိုက်ထိအတန်းလိုက်ထိ လိုင်းကမြင့်တာမဟုတ်ဘူးဆိုရင်တော့မှတယောက်စားတင်းယောက်စားတော့တက်တက်သွားဆွဆွတက်သွားဗာဒီမာကပုံများမှာတော့ဒီအဲ့ဘယ်လိုပြောမလဲကွက်လက်တွေကိုအစင်းနဲ့တာဂက်ထားပြီးမှဒါထိုးပေါက်မယ်ထိုးပေါက်တင့်တယ်လို့ထင်တာပေါ့လေဒါပေမဲ့ဘယ်လိုပုံစံမျိုးနဲ့ထိုးပေါက်မလဲတော့မသိဘူးနောက်တစ်ခုကဘဲတောင်းမန်မှာလည်းအဲဘယ်လိုပုံစံနဲ့လာမလဲတော့မသိဘူးဘာကြောင့်မလဲဆိုတော့ဘဲတောင်းမန်မှာကအစည်းကဒါပြီးခဲ့တဲ့အင်္ဂလန်လေဗီစင်တင်းတဲ့ပွဲမှာဆိုရင်ဒါဘဲချမ်းဖြစ်သူလူစားဝင်ပြီးတော့ဂိုးလည်းတွင်တယ်တွင်းသွားတဲ့ဂိုးကလည်းတော်တော်လေးကိုတည်တက်တက် လည်းရှိတယ်ဆိုဘယ်ကြမ်းမှာလဲဒါအစည်းကိုတုံးမယ်ဆိုရင်လည်းသုံးကောင်းသုံးနိုင်တဲ့အနေအထားမျိုးရှိသောဒီအာဆင်နယ်ရဲ့တိုက်စစ်အစုဖွဲ့မှုတွေကတော့တော်တော်လေးတော့စိတ်ဝင်စားစရာကောင်းတယ်။ဒီကြားတစ်ခုတော့ဒဏ်ရာကစားသမားတွေဒါလူဆုံးတက်တာလာမယ်ဆိုရင်တော့ဥဝင်ပြောသလိုပေါ့နော်ဒီ Open Play ကနေတစင်ဂူရတဲ့နှုံးနင်းနေတဲ့အပိုင်းကိုအများကြီးရှော့ချမယ်လို့မြင်တော့ပေါ့လေ။ဒီတော့ကိုဆိုရီဒါတော်တင် Hotspot နဲ့ဒီ Attacking Mind နည်းနဲ့ပတ်သက်ပြီးဆက်ပြောမှာတုံးသက်ပြီးပေါ့။တော်တင် Hotspot ကတော့ရှင်းတယ်ဒီရသည်မှာ ဒီ तू က open play လဲဆိုင် तू ကလည်း arsenal တေကံဘောတွေပဲတေကံဘောတွေကနေပဲဒါတေကံဘောလက်ပစ်ဘောဒီကနေပဲတစ်စင်မှာဂိုးတွေအဓိကရအောင်တွင်းတယ်ဘလောက်ဒီဆိုလဲဆိုကျွန်တော်ဒါ Tottenham Hotspur ဒီရာဒီ Premier League မှာဂိုးအများဆုံးတွင်းထားတဲ့ကစားသမားတွေမှာဆိုခန်စစ်က Van Dijk ပါနော်ဒီရာရကြည့်လိုက်တော့ဒီတေကံဘောတွေကနေပဲအဓိကအားပြုပြီးတော့မှကစားနေရရချေ arsenal ကလည်းအမှန်တမ်းပြောပြဆိုရင် service attack game ပိုင်းအားကောင်းတယ်လို့ service defense ပိုင်းလည်း arsenal ကတော်တော်ကြီးကိုဒါအားကောင်းတဲ့အထင်ပါလဲပါပါတယ်ဒီအချိန်ဒီခုမှာ Tottenham Hotspur ကဒီဘယ်လိုပြောမလဲတေကံဘောတွေကိုပဲအားပြုလာရင် လုတ်ဖြစ်ပါမလားပေါ့လေဒါလေးလည်းသုံးသပ်ပြီဟုတ်ကဲ့ပါဒီမှာတော့စိတ်ဝင်စားစရာချက်ပြေပေါ့နော်နှစ်သင်းလုံးမှာအသာချက်ကိုစီရှိတယ်ထူးခြားတာအာဆင်နယ်ကဒီရာဒီမှာအိမ်ကွင်းအကောင်းဆုံးတင်းနေမှာပါတယ်အိမ်ကွင်းမှာရှုံးမွေးမရှိထားဘူးလေးဝဲနိုင်တယ်မက်စီကိုတည်ရကြတယ်ရမတ်73မှတ်ရထားတယ်အိမ်ကွင်းပေးကိုကလည်းတကူပဲရှိတယ်တကူပဲဆိုကိုဝဲမှာလည်းအေကွင်းကတကူပဲပြီးတာအဲ့လိုပဲစပါကလည်းဒီရသည်ဝေကွင်းကောင်းဆုံးတွေဝေကွင်းငါးဘွဲမှာလုံးဝမရှုံးခဲ့ဘူး၄ဘွဲနိုင်တစ်ဘွဲတည်ကြတယ်ရမှတ်၃ဘွဲရတယ် သွေးကို၁၂ကိုသွင်းတယ်ခန်းစစ်ကပေကို၃ကိုပဲပေးရသူကလည်းအဝေးဘက်မှာတတော်ဘူးဗျအားကောင်းတဲ့နေထားဆိုနှစ်ခုအားသာချက်တွေရှိတယ်အားနေချက်ကကိုစီဒံရပဒနာတွေရင်ဆိုင်နေကြတယ်ဗျဒါဒါဒီနှစ်သိန်းနဲ့ချာမှာထူကြတဲ့ချက်လေးဒါစပါရဲ့တိုက်စစ်နဲ့ပတ်သက်ရင်တော့ဒီပွဲမှာဒါကူတူးစဲမပါနိုင်ဘူးဆိုတော့ဒီစပစ်စီကနေ cross တွေကနေပေါ့နော်ကိုရဖို့ဆိုတော့သူတို့လည်းပလေးကနေရဖို့ကတော်တော်လေးယုံကန်နိုင်တယ်ကိုယ့်လက်မှာဆိုရင်ဒါ Xavi Simon ရှိမယ်တိုက်စစ်မှာလည်း Richarlison ပေါ့ဒီနေ့ကတော့ Muani မပါနိုင်တော့ Richarlison ကိုအထောင်တိုက်စစ်နေရာမှာပို့ပြီးတော့ ်ဗရန်ဒန်ဂျွန်ဆန်တို့နဲ့ဝင်းရံလာမယ်လို့ထင်တယ်။ဝင်းလေကစားသမားတွေဘလောက်အာဆင်နယ်ဘလောက်ထိအကောင်းဆုံးပေါ့နော်ထိမ့်ချုပ်နိုင်မလဲဆိုတာကြည့်ရမယ်။ဒီမှာတော့ဝင်းလေမှာဒါဇူဘီမန်ဒီတို့ဒက်ကလန်ရိုက်တို့ရဲ့ဝင်းလေကတော့ပုံရိပ်အားဖြင့်ရောဒီယာဒီစွမ်းစာအားဖြင့်ရောစပါတက်ပို့သားတယ်ဆိုတာညင်းလို့မရဘူး။ဇူဘီမန်ဒီဆိုဒီယာဒီမှာဒီဒီ high intensity pressure တွေအောက်ကနေဘလုံးပိပမှုမှာဒုတိယအများဆုံးပေါ့နော်ချိန်ပေါင်း450ကျော်တယ်နော်450ကျော်ဟုတ်လားတူထပ်ပုံများဆိုအီလီယိုအန်ဒါဆန်ပဲရှိတာသူရှိနေခြင်းကဒီကန်ရိုက်အတွက် ချစ်ကိုလွတ်လွတ်လပ်လပ်တိုက်လိုက်ပွားခွင့်ရဖို့အတွက်အများကြီးအခွင့်အရေးဆိုတော့ဒါဝင်လည်ချင်းရှင်တော့အာဆင်နယ်သားတယ်အာဆင်နယ်မှာကျွန်တော်တို့ကဒီဂါဘီယယ်မပါတဲ့နေရာမှာမော့စကီယာကိုသုံးမလားခင်ကာဘီယေကိုသုံးမလားဆိုတဲ့အပိုင်းလောက်ပဲကျွန်တော်တို့ကစဉ်းစားကြရရှိတယ်။ကျန်တဲ့နေရာတွေမှာကစိုးစိုးဝါးဝါးအခြေအနေမရှိဘူးဆိုတော့ဒါတို့ရဲ့အိမ်ကွင်းလည်းဖြစ်တယ်ဆိုတော့အိမ်ကွင်းအားသာချက်နဲ့ပွဲကိုပို့ပြီးတော့ပလမ်မိုဘီထိန်းချုပ်ကစားမှာတော့အာဆင်နယ်ဆိုတော့ဒီဟာပေါ်မှာသုံးမဖရန့်ကဘယ်လိုပုံစံမျိုးနဲ့တုံ့ပြန်မလဲဆိုတာကဒီပွဲမှာအဓိကအဆုံးဖြတ်ဖြစ်လာနိုင်တယ်။ဟုတ်ကဲ့ပါ။ကျွန်တော်တို့ဒါ Chelsea နဲ့ပွဲကသူ့ရဲ့ ဒီတေကန်ဘောပလေးယာလုံးဝအဆင်မပြေခဲ့ဘူးလေကျွန်တော်ဒါ Chelsea နဲ့ပွဲဆိုရင် Spa ရဲ့ဒီဂိုးရနိုင်ကြီးမျောလင်းချက် X3 ကတအားကိုနှိမ့်တယ်0.01လောက်မျိုးအဲ့လောက်ထိကိုရှိတာဆို စပိုင်တိုက်စစ်ကတော်ကြီးအားနေခဲ့တယ်နောက်တစ်ခုကကျတော့ဒီတော်တင်ဟော့စပိုင်ရဲ့ cross ball တွေကိုဒါ Chelsea နဲ့ပွဲတုန်းကဆိုရင် Chelsea ကမှစမ်းချက်ကအရက်လည်းမြင့်နေဒီ claim လောက်တာကြီးလည်းကောင်းတော့မလို့အပြင်ရှစ်ထွက်ရှစ်ထွက်ဆွဲတာကြီးလည်းတော်တော်လေးကောင်းတယ်ဆိုတော့အဲ့ဒီအချိန်တွေတခုမှစပါဘာမှမလုပ်တတ်တော့တဲ့ပုံစံမျိုးဖြစ်သွား plan B လုံးဝမရှိတော့တဲ့ပုံစံမျိုးပေါ့နော်ဒီပွဲမှာတော့ဒါတို့မြောက်ပိုင်းလန်ဒန်တာဘီပွဲမှာဒါဘယ်လိုပြောလဲနီးပြ Thomas France အနေနဲ့သူရဲ့တေကန်ဘောပြူဟာအလုံးမဖြစ်ခဲ့ဘူးဆိုရင်တေးကြပါလေနောက်ထပ် plan B တစ်ခုကိုကတော့ ဒါမဖြစ်မနေစဉ်းစားခဲ့ရမယ်လို့ထင်တယ်ချက်စီနဲ့ပွဲတော့ကလည်းဒီဒုက္ခကိုသူကောင်းကောင်းခံရပြီချက်စီနဲ့ပွဲဆိုပူဆိုးတော့သူတို့အိမ်ခွင်းမှာတော့ဘာမှမလုပ်နိုင်ခဲ့ဘူးဆိုတော့ဘောနော်ဒီရာလေးကတော့ကျွန်တော်တို့ဒါစပါနဲ့ပွဲစပါရဲ့တိုက်စစ်နဲ့ပတ်သက်ပြီးတော့မှဒါစောင့်ကြည့်နေတာရှိတယ်ဒီတော့ဟိုမြောက်လက်နက်တာဒါဒီပွဲမှာဒါဘယ်ချက်တွေကခီးပတ်တွေဖြစ်လာမလဲဆိုတာ ကျွန်တော်အိုပဲဆက်ပြောမှာတုံ့တက်ပြပါဦးဒီနှစ်သိရဲ့တွေ့ဆုံမှုလေးတွေမှာတော့အစင်ကတော့နောက်ပိုင်းတော့တည်တာတော့ဒါတော့ဒါနောက်ဆုံး6ချောင်းမှာဆိုရင်6ပွဲစလုံးမရှုံးဘူး9ပွဲနိုင်တယ်တခွဲတည်ကြတယ်နောက်ဆုံး9ပွဲမှာဆိုလည်းဒီတိုင်းမှာ10ပွဲလောက်မရှုံးဘူးလားမသိဘူးเนาะအစင်ကတော့ဒီစပါးနဲ့တွေ့တဲ့ပွဲတွေမှာရလက်လေးတော်တော်လေးကိုကောင်းနေတယ်ဒီဂျင်းတကူကိုဆက်ထိန်နိုင်မလားဒါမှမဟုတ်စပါးကပဲမထင်မှတ်ဖ ೇನೆ ဒီဘယ်လိုပြောရအမတ်တခုယူရမလားပေါ့နော်ဒီနေရာမှာလေးတိုက်ဆိုင်တာလေးတခုကဒီပွဲဒီဟာဒီကကြတော့ဒါ Tottenham Hotspur မှာဆိုရင်ဒါ2014နောက်ပိုင်းကတည်းကစွန်ဒါမှမဟုတ် King တယောက်လုံးတယောက်ပေါ့နော်လုံးဝမပါတဲ့ဒါပထမဆုံးຢာသည်ဖြစ်နေတဲ့အချက်အဲမျိုးဒါစွန်ကိန်းနောက်ဆုံးလုံးဝမပါခဲ့တဲ့2014လုံးကတော့စပါအမေရိကန်မှာဝန်ဝန်တော့ဝန်ဝန်တည်ကြခဲ့တာလေးရှိရဆိုတော့ဒီပွဲရဲ့ key battle ဖြစ်နိုင်တဲ့အခြေအနေလေးလေးဟိုဝင်ပြောပြပါဦးကြီးအဲ key battle ဖြစ်လာနိုင်တာတော့ဟို သင်းလုံးတော့ဒါစပီအကောင်းကြပါတယ်ဒါပေမဲ့အဲ့ဒီစပီအကောင်းတာကိုဟိုတင်းနေတင်းနေဘလို့ကာဘာလုံးမလဲပေါ့အဲ့ဒီတစ်ချက်လေးရလဲစုံစမ်းသဖို့ကောင်းတယ်အဲ့ဒီပြင်မှာအာဆင်နယ်အတွက်ကတော့တကယ်လို့ဒါဒါသူ့ဒီ open play ကနေဂိုးမရအောင်ဆိုသူတို့လည်းအဖြေကပါလဲပေါ့အဲ့ဒါကိုအာတီတာရှားမှာပေါ့ဒီကြတော့ကျွန်တော်ကတော့ဒီအာတီတာအနေနဲ့ open play ကနေဂိုးရဖို့အရေးကြီးတယ်လို့စောစောစီဂိုးရဖို့လည်းအရေးကြီးတယ်ဘလို့ပဲအခြေအနေမျိုးမှာဖြစ်ဒီ emirate မှာတော့အာတီတာရဲ့အသိန်းကိုဒါ common friend အသိန်းကဟိုဘလို့ပြောမလဲရင်မောင်းတန်းနိုင်မှုဆိုတော့လုံးဝ ဟိုဘလူးနီးနဲ့မှမဖြစ်နိုင်ဘူးလေအဲ့တော့ဒါတော့မဲ့ friend တွေကသူ့ရဲ့ဒီ game plan ကဟိုပွက်ဖဲတွေကဘာဖြစ်လာနိုင်မလဲတေချာတော့ဒီတော့မဲ့ plan သူ့ခန်းစစ်ကိုတေချာစနစ်တကျတီဆောက်ပြီးတော့ Arsenal ရဲ့ဒီပိုးချိန်ကြလာလို့မှဂူးမရနိုင်သူတို့ရဲ့ဒီ rest defend ကိုဒါ Brian Johnson တို့ဒါ Richard Lisson တို့ရဲ့ pace တွေနဲ့အကောင်းဆုံး transition play ပြီးတော့ထိုးနှက်လာမလားအဲ့တစ်ချက်ကလည်းအရန်စဉ်းစားဖို့ကောင်းတယ်ပေါ့လေအဲ့တော့ဟို Arsenal အတွက်ကတော့ဟိုဘယ်လိုပြောမလဲဒီသူတို့ရဲ့ project color လေးပေါ့လေအဲ့တော့ ဟိုဒီဇမားလည်းရောက်လာတော့ project ကလည်းရောက်လာမှာဒီချိန်မှာအမှတ်ဒီမဆုံးရှုံးမှုတော့အဓိကလူလဲပေါ့လေအဲ့တော့ဟိုဒီအိမ်ဟိုဒီညမှာအဲ sorry ဒီဟိုစပါးနေညမှာဒါအဒီတာအတွက်ကဒါဟို gravity ဟိုအဓိကကစားသမားတွေဟိုမပါတဲ့အချိန်တိုင်ရပြဿနာကြီးညနေအချိန်မှာ तू ဘလို့အဖြေရှာမလဲဆိုရဲအားတော့သူကသူ့အတွက်ခက်ခဲတဲ့ပုံစံတော့ဖြစ်လာလိမ့်မယ်လို့တော့ကျွန်တော်မြင်နေပြဟုတ်ပါပါကိုဆွေးလည်းဒီဘိုင်းလေးပေါ့ဒါ key battery တွေဘယ်ဟာဖြစ်မှာလဲအဓိကတော့ကျွန်တော်ဒါ vanivan နဲ့ဒီပထမတော့ vanivan နဲ့ gabriel တို့ရဲ့ဒါ battery တွေကလည်းဒါစိတ်ဝင်စားကြကောင်းတယ်အခု gabriel မှာပါတဲ့အချိန်မှာတကူကတော့ ဟင်ကပ်ပြေးဖြစ်မလားဒါမှမဟုတ်ဒီဟင်မော့စ်ကီးယားနဲ့ပဲဖြစ်မလားဆိုရဲအဲ့ဒါစန်တာဘက်နှစ်ယောက်ရဲ့ဘက်တယ်တစ်ခုမှာတော့မြင်တော့မမြောက်ဒါပေမဲ့ तू မပေါအောင်ဆိုရင်လည်းဒီစန်တာဘက်နှစ်ခုရဲ့ဒီဘယ်လိုပြော service defender ဘိုင်း service attacking ဘိုင်းတွေကတော့တကယ်ကိုအားကောင်းအောင်မယ်လို့တော့ထင်ပါတယ်နောက်ထပ်ကွင်းလည်းထိန်းချုပ်မှုမှာတော့တည်ကြပါလေ Spar ကဒီ Arsenal တို့ဒါ Manchester City တို့စသဖြင့်မလို့အတင်းကြီးတွေကိုဒါ Spar နဲ့ပွဲဆို City နဲ့ပွဲဆိုသူတို့နိုင်ခဲ့တာမှန်တယ်ဒါပေမဲ့ပွဲကိုထိန်းချုပ်နိုင်ဆိုတာကြတော့ Spar မှာသူတို့ကြီးကိုအားနေတယ်အားနေတယ်ဆိုတာလေတခြားကြောင့်တော့မဟုတ်ဘူး ကလုစကစကီတို့နောက်တဲ့မက်ဒီဆင်တို့လို့ဒီလိုကွင်းလေဘူချုပ်တွေနာနေရဲ့အခြေအနေတခုမှလည်းဒါသူတို့ကကွင်းလေထိန်းချောင်းမှုပိုင်းအားနေနေရပါဘောနော်အဲ့အခြေအနေတခုမှနောက်ဦးဝင်ပြောလို့ဒါ transition play တွေကနေ Kudus တို့ရဲ့ counter နောက်တစ်ခုကတော့ Johnson တို့ဒီကစားမားတွေရဲ့ counter တွေနဲ့ Arsenal ကိုထိုးနှက်နိုင်မလားတခြားဒီ battery နဲ့ပတ်သက်ပြီးတော့မှလည်းကုဆွေးသွင်းဟုတ်ကဲ့ပါအရင်ကဆိုရင်တော့ဒါအကိုရှေ့မှာပြောခဲ့တယ်လို့ပေါ့နော် Son Heung-min တို့ Harry Kane တို့ကျွန်တော်တို့အမြဲတမ်းတည်ပြောကြတာ2014နောက်ပိုင်းမှာတို့မပါတဲ့ဘွဲကိုမြင်ရမယ်ပြီးတော့ ိုက်ကာလာတွင်းမှာလည်း2014ရာနှစ်ဒီဘက်နောက်ပိုင်းမှာလည်းစပါးနဲ့အာဆင်နယ်နဲ့တွေ့တဲ့အပွဲတွေမှာဒါတွင်ကို82ဂိုးလောက်ရခဲ့တဲ့ထဲမှာစပါးရခဲ့တဲ့ထဲမှာ22ဂိုးလောက်ကသူတို့နှစ်ယောက်ကတင်ခဲ့ဟယ်ရီကိန်းက14ဂိုးသွင်းတယ်ဆွန်က8ဂိုးသွင်းတယ်ပြောကြရင်ဟယ်ရီကိန်းဆိုအာဆင်နယ်နဲ့တွေ့တာအမြဲတမ်းအသေးခွဲနေကြအစားလမ်းပါပေါ့နော်ဒီနောက်ပိုင်းမှာတော့အကိုလည်းပြောခဲ့ပါတယ်ဟတ်တူဟတ်တီမှာနောက်ဆုံး3နှစ်ဆက်တိုက်အာဆင်နယ်ကမရှုံးတော့ဘူးအဓိကဒါဒီပွဲရဲ့အဓိကအဆုံးမြတ်ဖြစ်လာနေတာဒီအပိုင်းနေလို့ကျွန်တော်မြင်တယ်ဘာလို့ဆိုအာဆင်နယ်ကတော်တော်ကြီးကို ြက်ပြက်သားသားအตาရလာပါဘောနော်တကယ်ကို2020နှစ်မေမှာတင်တယ်အာဆင်နယ်ရဲ့ချန်ပီယံလိဝင်ဝင်ကိုစပါအသေးခွဲပြီးနောက်ပိုင်းနဲ့နောက်ဆုံး၃နှစ်ဆက်တိုက်မရှုံးခဲ့ဘူးအမရိတ်မှာဆို26ပွဲဆက်တိုက်ဂိုးသွင်းထားရဆိုရဲမှတ်တမ်းကတော်တော်လေးကိုထင်ကြီးဖို့ကောင်းတယ်ဒီပွဲမှာဟုတ်တယ်မှန်တယ်အာဆင်နယ်မှာဂါရီယံမပါဘူးတခြားဒဏ်ရာပြဿနာတွေရှိနေတာမှတ်မိမဲ့ဒါအရင်ကြီးစိုးရတဲ့ပြဿနာမဟုတ်တော့သေးဘူးလို့တော့ကျွန်တော်ထင်တယ်ဟုတ်တစ်ဖက်မှာလည်းသူ့လိုပဲပေါ့နော်ဒဏ်ရာပြဿနာတွေကစပါမှာလည်းရှိနေတာပြီးတော့စပါမှာတယောက်ယောက်ကိုကျွန်တော်တို့ဒီပွဲမှာတည်ပြီးပြောဖို့ခတ်တယ်ပေါ့စပါမှာရီချာလီဆန်ဆိုရင်တိုင်ဘက်ခံစစ်ကို အလုံးရှုပ်အောင်ကစားနိုင်တယ်ပြန်ပတ်ခန်းစစ်ကိုပြဿနာရှာပြီးတော့ဒီစိတ်နောက်ရက်ပေးနိုင်တယ်ဆိုတော့အနေထားဒီဟာဒီမှာလေ Richarlison ကအသင်းအတွက်၄ခုလောက်သွင်းထားတယ်ဒါသူကိုယ်တိုင်လည်းပွဲထွက်ခွင့်မမှန်အောင်ဆိုဒီနေ့မှာတော့ Richarlison ကအထောင်ရောက်လာမယ်နောက်မှာ Xavi Simon တို့ Brandon Johnson တို့နဲ့ဆိုတော့ဒီမြန်နှုံးကိုပဲကျွန်တော်ထင်တယ် Arsenal ရဲ့ဒီရှစ်တက်လာတဲ့ကျွန်လာတဲ့အနေထားတော့မြန်နှုံးနဲ့ပဲသွားလိမ့်မယ် Spurs ကတော့ခန်းစစ်ကိုပို့ပြီးတော့အသားပေးမယ်လို့ထင်တယ် Thomas Frank အနေနဲ့လည်းသူပထမဆုံး Premier League ကိုစရောက်တဲ့ယာတီမှာ Brandon နဲ့ Arsenal ကိုနိုင်ပြီးတဲ့နောက်ဆုံး9ကြိမ်ဆက်တိုက် အာဆင်နယ်တွေ့ရင်မနိုင်ခဲ့ဘူးနှစ်ပွဲတည်ငါးပွဲရှုံးခဲ့ဆိုဒီအာဆင်နယ်ဒဏ်ရာရှိနေတဲ့ဂါဘီယံမပါလာမှန်ပေမဲ့သူတို့ရဲ့ဒီစောင်းရာသီဝင်လာတော့မဲ့ဒီပွဲချက်ကာလာပါနော်ဒီပွဲပြီးရင်ဘိုင်ယန်နဲ့ကစားမယ်ဘိုင်ယန်နဲ့ပြီးနောက်ဘက်မှာချက်စီနဲ့ကစားမယ်ဆိုအသင်းကြီး၃နှစ်နဲ့ဇက်တိုက်ကစားမယ်အနေထားကိုအာဒီတာဘလို့အပြည့်ရှာမလဲဒီပွဲကိုကြော်လွားနိုင်မှနောက်ပွဲတွေကိုသူကောင်းကောင်းမွန်မွန်ရှာဒီပွဲမှာတခုခုအလွယ်လေးချော်ချော်ဖြစ်သွားတယ်ဆိုရှေ့လာမဲ့ဘိုင်ယန်တို့ချက်စီတို့နဲ့ပွဲတွေပါပြဿနာကြီးလာနေတယ်ဆိုတော့ဒါမျိုးကိုအာဆင်နယ်အာဒီတာနေနဲ့အပြည့်ခံမယ်လို့တော့ကျွန်တော်တော့မထင်ဘူးအာဆင်နယ်ပဲသူ့အိမ်ခွင့်မှာအစင်လာကောင်းကိုဆက်ထိန်သွားမယ်လို့ပြော ဟုတ်ကဲ့ပါကျွန်တော်ဒါစိတ်ဝင်စားစရာတွေအများကြီးပေါ့လေကျွန်တော်အဲ့ဒီထဲမှာကျွန်တော်အမြင်တည်တံ့ရပြောရမယ်ဆိုရင်တော့ဒီ Super Man Dinner Rice တို့ရဲ့ဝင်လေကိုထင်ကြောင်းနိုင်မှုကတော့ spa ကိုဒါနာတပြားအတာခေါင်းတလုံးအတာရမယ်အဓိကအချက်တော့ဖြစ်မယ်ထင်ပါတယ်ဒီနေရာမှာဒါ Arsenal ရဲ့တောင်ပံကစားမတွေဖြစ်ကောင်းဖြစ်လာနေတဲ့အစည်းပေါ့နော်အစည်းရှိမယ်နောက်ဒါ Saka ရှိမယ်ဒီတောင်ပံတယောက်ရဲ့ဘယ်လိုပြောမလဲဒီ finishing mind finishing mind ထိရောက်ရင်တော့ Arsenal အဆင်ပြေနိုင်တယ် finishing mind မထိရောက်ဘူးဆိုရင်တော့ဒါ spa ရဲ့နောက်ထပ်ဒီ counter threat တွေကို အဲဘယ်လိုပြောမလဲချင်းချောက်ချင်းခံရနိုင်တဲ့အနေအထားမျိုးလေးလည်းရှိရဲဆိုတော့ဘယ်လိုရလက်ထွက်မလဲဆိုတော့ကျွန်တော်ဒါကြည့်အောင်ပါဒါဒီပွဲနဲ့ပတ်သက်ပြီးတော့မှသုံးသပ်ပေးပါရက်အဝင်ကကုဆိုးယူတော့ကျေးဇူးတင်ရှိပါတယ်ကြည့်ရှုအပိကကြတဲ့ဆော်ကဟောပရိသတ်အူချင်းစီကိုလည်းကျေးဇူးတင်ရှိပါတယ်ခင်ဗျ